မင်္ဂလာပါရှင်ဘာမတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ် MNDA ကစစ်တပ်ဘဏ်ဒီကိုပါခေါ်ပြီးလာရှုမျိုးမဆောက်ခွာနေရလို့ဒေသခံတွေပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ MNDA တပ်ဖွဲ့ဝင်တွေကလာရှုမျိုးအရှင်းမြောက်တိုင်းစစ်ဌာနချုပ်ရမခါမှစစ်တပ်ဘဏ်ဒီကိုပါခေါ်ပြီးလာရှုမျိုးမဆောက်ခွာနေကြောင်းဒေသခံတရင်ရင်းမြစ်တွေကပြောပါရယ်။ကားရီနဲ့ထွက်နေတာဒူးကြတာကစစ်တပ်ဘဏ်ဒီကိုပါခေါ်သွားတာဒါကိုစကားစကားမကြည့်နိုင်ဘူးလို့ကြားတယ်။ဘာဆက်ဖြစ်မလဲမသိသေးဘူးလို့ဒေသခံတအုပ်ကပြောပါရယ်။ MNDA တပ်ဖွဲ့ဝင်တွေကပြီးခဲ့တဲ့မလကစပြီးလာရှုမျိုးမဆောက်ခွာနေခြင်းဖြစ်ပြီးအခုရ က်ပိုင်းတွင် အပိသက်ထွက်ခွာသွားတဲ့အနေအထားတွေ့မြင်ရကြောင်းဒေသခံတွေကပြောပါတယ်။ MND ရဲ့လာရှုသတင်းထုတ်ပြန်ရေးဖွဲလောက်လောက်ကင်ကိုရောက်သွားပြီလို့လာရှုမြို့ကန်တောင်းကပြောပါတယ်။ MND ကစစ်တုံးပန်းတွေကိုခေါ်ဆောင်သွားပြီးစစ်ကောင်စီကလက်တုံပြန်နိုင်ကြောင်းရှမ်းမြောက်သတင်းအရင်းမြစ်တချို့ကပြောပါတယ်။လာရှုမြို့ရှိလာမခတိန်တိုက်ပွဲမှာတိုင်းမှုဘူကျုပ်စိုးတင်စစ်စင်ကိုကဲမှုဌာနချုပ်တဲ့ဘုံမှုချုပ်မျိုးမင်းတွင်ရှာမခတိုင်းစင်ဦးစီးချုပ်ဘုံမှုချုပ်တန့်ထင်စိုးတို့အပြင် စစ်တုံးမှန်အများပြားကို MNDA ကဖန်ဆင်းခဲ့ပါတယ်စစ်တုံးမှန်အချို့ကိုအတုံးလိုက်ပြန်လွတ်ပေးခဲ့တော့လဲတိုင်းစစ်ဌာနချုပ်အစဉ်အရာရှိတွေကိုပြန်မလွတ်ပေးခဲ့ပါဘူး MNDA ကိုစစ်ကောင်စီနဲ့ဆွေးနွေးဖို့နဲ့လာရှုမျိုးမဆုတ်ခွာပေးဖို့တရုတ်နိုင်ငံကဖိအားပေးခဲ့ခြင်းဖြစ်ပါတယ် MNDA ကမြို့ပေါ်ရက်ကွက်တွေကစုပ်ပြီးတော့လေပပတ်လင်းရှိကျေးရွာတွေမှာဆက်လက်တဆွေးထားတယ်လို့သိရပါတယ်။ဘာမှပြောလို့မရတဲ့အခြေအနေမှာလုံခြုံရေးကိုလည်းသတိပြုနေကြမှာဖြစ်တယ်လို့မြို့ကန်တောင်ကပြောပါတယ်။ထူးခြားဖြစ်စဉ်အနေနဲ့ MNDA တပ်ဖွဲ့ဝင်များဒီကနေ့စုခွာနေစဉ်လာရှိုးမှုဆဲပါဝင်ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အချို့မှာစစ်ကောင်စီရဟန်းရင်ပြန်တမ်းမှုတွေရှိခဲ့ပါတယ်။လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီကရော MNDA ကပါတရားဝင်သတင်းထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။ MNDA ကပြီးခဲ့တဲ့ရက်ပိုင်းက2029စစ်စင်ကာလ လာအတွင်းတိုက်ပွဲတွေကြောင်းပျက်စီးခဲ့တဲ့လာရှုမြို့မှနေအိမ်တွေကိုငွေသားထောက်ပံ့ခြင်းတိုက်ပွဲအတွင်းကြာဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်တွေကိုသူရဲကောင်းဖွဲ့နဲ့ဂုံဒူးဆောင်တစိမ့်ချင်းမြင့်ခြင်းများပြုလုပ်ခဲ့ပါတယ်။ ။ဒါအပြင်အပြည်လဆိုင်ရာကလည်းလာရှုမျိုးမှာရာဇဝမှုစီရင်ခြင်းအခမ်းအနားကို MNDA ကပြုလုပ်ခဲ့ပါရယ်။အဲ့ဒီခန္ဓာမှာရာဇဝမှုကျူးလွန်သူအချို့ကိုတည်တံပေးပြီးပြည်သူများကြားဝေဖန်မှုရှိခဲ့တယ်လို့သိရပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့အစိုးရဗန္နာရန်ပုံငွေရဲ့64ရာခိုင်နှုန်းကိုစီရင်ခန္ဓာမှာအသုံးပြုခဲ့တယ်လို့ NUG ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။လက်နက်ခံရမီကြောင့်ဗန္နာရန်ပုံငွေရရှိရေးလိုအပ်ချက်နဲ့စိန်ခေါ်မှုတွေရှိနေတော့လဲလူမှုဘူပေါင်းပါဝင်မှုမဟာမိတ်တွင်ရဲ့ဝန်ရံကူညီမှုနဲ့ရင်ဆိုင်ကျော်လွှားနေရတယ်လို့အသိပေးပါရယ်။မြို့နယ် ်တ183ခုမှာပြည်သူ့အုပ်ချုပ်ရေးရန်တရားကောင်းစွာနဲ့ပတ်လည်ရရှိအောင်ထုတ်ပြန်ထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG နေနဲ့ပန္နာရန်ပုံကွန်ရဲ့64ရာခိုင်နှုန်းကိုစည်ရင်းကဏ္ဍမှာအသုံးပြုခဲ့ကြောင်း NUG ကအသိပေးထုတ်ပြန်ပါတယ်။ NUG ရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစည်းအဝေးခန်းစာကိုဒီကနေ့ထုတ်ပြန်ခဲ့ရာစည်ရင်းကဏ္ဍနဲ့ပတ်သက်တဲ့ရှင်းလင်းချက်မှာထပ်ပါတိုင်းအသိပေးပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင်ခြင်းဒီကနေ့၄နှစ်ပြည့်ခဲ့ပြီးစာမျက်နှာ58မျက်နှာရှိတဲ့ NUG ရဲ့လုပ်ငန်းဆောင်ရွက်ချက်အစည်းအဝေးခန်းစာ ကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ရန်ပုံငွေရရှိမှုနဲ့တုံ့ဆွဲမှုအခြေအနေအသေးစိတ်ကိုလက်တလောဖော်ပြထားခြင်းမရှိသေးပါဘူး။ PDF ရေပေါ်ရင်းနေနဲ့နေပြည်တော်ပါဝင်ပြည်နယ်နဲ့တိုင်းအားလုံးမှာတိုက်ပွဲဝင်လျက်ရှိတဲ့အားလျော်စွာအဆိုပါတုံ့ဆွဲကိုတနိုင်ငံလုံးအတိုင်းအတာနဲ့တုံ့ဆွဲခဲ့တာဖြစ်ပြီးမဟာမိတ်တော်လိုင်းဖွဲ့ကိုမျှဝေထောက်ပံ့တဲ့ရန်ပုံငွေများနဲ့ပါဝင်ကြောင်းအသိပေးထားပါတယ်။တော်လိုင်းကာလဖြစ်တဲ့အားလျော်စွာလက်နက်ခံရမိကြောင်းရရှိရေးဗန္နာရန်ပုံငွေရရှိရေးမှာလိုအပ်ချက်တွေနဲ့စိန်ခေါ်မှုတွေရှိတော်လဲတော်လန်လူတို့ရဲ့ပူးပေါင်းပါဝင်ထောက်ပံ့မှုမဟာမိတ်တော်လိုင်းအဖွဲ့အစည်းရဲ့ င်းရဲ့ကုညီမှုနဲ့ရင်ဆိုင်ဖြည့်ရှင်ကြော်လွားလျက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။လက်ရှိကကျွန်တော်တို့နိုင်ငံမှာဖြည့်စည်းနှိမ့်ဆက်နေတဲ့အကြမ်းဖက်ဆေးအာဏာရှင်စနစ်ကိုအမြင့်ပြတ်နိုင်ဖို့တော်လိုင်းလုံးကြတဲ့အခါမှာလက်နက်ကင်တော်လိုင်းကိုမလွဲမရှောင်သာပဲရွေးချယ်လုပ်ကင်နေရတဲ့အခြေအနေဖြစ်တာပေါ့။အဲဒီတော့လက်နက်ကင်တော်လိုင်းဆိုတဲ့ကိစ္စကလည်းငွေကြေးရအများကြီးအကုန်ကျများတဲ့အခြေအနေဖြစ်တာပေါ့လို့ NUG ပြည်တော်စုဝင်ကြီးချုပ်ရုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်။ဒါအပြင်တက်တီဆောင်ရင်များလှောက်ဆောင်နေရပြီးအဲ့ဒီတက်တွေကိုလက်နက်တက်ဆင်ခြင်းတိုင်ပွဲမ များအတွက်စေအသုံးစေများအသုံးပြုရခြင်းများရှိတယ်လို့၎င်းကရှင်းပြပါရယ် ဒါမျိုးတွေအတွက်ကုန်ကြဆိုင်တွေကတော့အချိန်နဲ့မျှအမြဲတမ်းရှိနေတဲ့အခြေအနေဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်အခြားသောအတုံးစိတ်တွေတုံးရသလိုစင်ရေးအတွက်တုံးရတဲ့အတုံးစိတ်ကတော့ပို့ပြီးတော့ရှာခိုင်နှုန်းများနေတဲ့သဘောဖြစ်ပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ NUG ကဝန်ကြီးဌာန၁၉ခုနဲ့ဖွဲ့စည်းထားပြီးစင်ရေးကဏ္ဍအတွက်အစိုးရဗန္နာရံပုံငွေအတွက်64ရာခိုင်နှုန်းတုံးဆွဲတာကမဖြစ်နိုင်ကြောင်းနဲ့ဗန္နာရံပုံငွေကိုဘယ်လိုတွက်ချက်တာကိုမေးခွန်းထုတ်ရမှာဖြစ်ကြောင်းဗန္နာရေးဆိုင်ရာကြွမ်းကျင်သူတအုပ်ကမှတ်ချက်ပြုပါတယ်။ စင်ရီ30က94ရာခိုင်နှုန်းဆိုတာမဖြစ်နိုင်ဘူးဒိတ်ပဲမရှိဘူး NUG ရဲ့လူကေပြန်ဝင်ကြီးဌာနရဲ့အတုံးစင်ကျမ်းမာရေးဝင်ကြီးဌာနရဲ့အတုံးစင်တွေကိုနဲမမနေတာသူတို့ဘလို့တွက်ချက်တလဲပေါ့နိုင်ငံတကာကနေရရှိစည်းဝင်နေငွေကြီးတွေကရောဘန်နာရှမ်ပွန်ငွေတွေထည့်သွင်းသလားမသွင်းဘူးလားနောက်တစ်ခုကအမှန်တကယ်သာဒီတိုင်း94ရာခိုင်နှုန်းသုံးနေဆိုရင်စင်ရီကအခုထပ်ပို့ပြီးရှင်းရောက်တဲ့လို့အထက်ပါဘန်နာကြီးဆိုင်ရာကျွမ်းကျင်သူကပြောပါတယ်စင်ရီနီလန်အရာဆောင်ရွက်ချက်များကိုဖော်ပြခဲ့ရပြည်သူခုခံစစ်ဆင်နွှဲနိုင်ဖို့၎င်း Federal Democracy နိုင် ုင်ငံစနစ်နဲ့လျုံညီတဲ့ Federal ပြည်ထောင်စုတမတော်ရင်ရှိပြည်အမြုတင်းဖြင့်၎င်းအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပြည်သူ့ကာကွယ်တမတော် PDN နဲ့ပြည်သူ့ကာကွယ်ဖွဲ့ PDO ပါကဖရီကို2021မေလ9ရက်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။အခုမှပြည်သူ့ကာကွယ်တမတော်တရင်316ရင်းပါဝင် drone တပ်ဖွဲ့စည်းတပ်ဖွဲ့ထောက်ပို့တပ်ဖွဲ့နဲ့လုံခြုံရေးတပ်ဖွဲ့စုစုပေါင်း356ဖွဲ့ကိုဖွဲ့စည်းထူထောင်ပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။ ပြည်သူ့ကာကွယ်ရေးဖွဲ့ပါကဖာအနေနဲ့935မြို့နယ်မှာအတီးပြုတ်ဖွဲ့စည်းပြီးဖြစ်က17မြို့နယ်မှာတိုးချဲ့ဖွဲ့စည်းလျက်ရှိတယ်လို့အတည်ပြုပါရယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်တိုင်းအလိုက်မဟာမိတ်တိုင်းသားတော်လှန်ရေးဖွဲ့စည်းများနဲ့ပူးပေါင်းပြီးစစ်တေသများဖွဲ့စည်းခြင်းကိုကဲမှုအစဉ်စဉ်တိစောက်ပြီးတိုက်ပွဲဝင်ခြင်းဖြင့်ပြည်သူ့တော်လှန်ရေးကိုဆင်နွှဲလျက်ရှိကြောင်းထုတ်ပြန်ထားပါရယ်2024ခုနှစ်မှာပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အရေးကြီးတဲ့ဖြစ်ပေါ်တိုးတက်မှုမှာပျောက်ကြားစေလှုပ်ရှားစေအစဉ်မှသည်ဒူးရင်ရဖြစ်မှာဖြူဟာထိုးစစ်စင်လျက်မြို့သိမ်းစကန်သိမ်းတိုက်ပွဲများအစဉ် ထိဆင်နွှဲလာနိုင်ခြင်းဖြစ်တယ်လို့ဆိုပါရယ်စည်ရည်နီလန်ရဆောင်ရွက်ရာမှာကာကွယ်ဝင်ကြီးဌာနအနေနဲ့မဟာပြူဝါရှီမန်ချက်ရှိရက်ကိုဂျာမတ်ကောင်ထဲပေါ်ဆောင်ရွက်လျက်ရှိတယ်လို့လည်းအသိပေးပါရယ်၎င်းတို့မှာကာကွယ်ဝင်ကြီးဌာနရဲ့ဦးဆောင်မှုနဲ့ PDF ပါကဘာတွေကိုစစ်ဘက်ဆိုင်ရာကျင့်ဝတ်များစွမ်းရည်အားကောင်းနဲ့တက်မတော်ဖြစ်လောက်တိစားဖို့ရန်သူစင်ရနေရကိုရုပ်ပိုင်းစိတ်ပိုင်းချိနဲ့အားနေစဉ်ရင်အဆက်မပြတ်ဆောင်ရွက်ဖို့စိုးမိုးထိန်ချုပ်နယ်မြေတွေကိုဆက်လက်ကာကွယ်ထိန်သိမ်းဖို့ပြည်သူလူထုကိုစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေမှာကာကွယ်ဆောင်ရှောက်ဖို့နဲ့စို းမိုးထိန်ချုပ်နယ်မြေများတိုးချဲ့ဖို့ဖော်ဆောင်နေရလို့ဖော်ပြပါရယ်။ဒါအပြင်ပြည်သူအုပ်ချုပ်ရေးပုံမအကောင်စေဖို့အတွက်စစ်ဘက်မှပေါင်းစပ်ညီနိုင်အားဖြင့်ဆောင်ရွက်ဖို့ပြည်သူလူထုရဲ့ထောက်ခံပါဝင်မှုကိုဆက်လက်ထိန်းသိမ်းဖို့မဟာမိတ်များနဲ့စည်ရေးနိုင်ငံညီနိုင်ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ဖို့စစ်ဘက်ဆိုင်ရာနိုင်ငံတကာဆက်ဆံရေးကိုတိုးချဲ့ရန်စည်ရေးနိလန်းနဲ့နိုင်ငံနိလန်းများဟန်ချက်ညီဆောင်ရွက်ဖို့အချက်များလည်းအကောင့်ထည့်ဖော်နေရလို့အသိပေးပါရယ်။ အုပ်ချုပ်ရေးကဏ္ဍအသိပေးချက်မှာနင်းမြေစိုးမိုးထိန်ချုပ်မှုအရာစစ်ကောင်စီအုပ်ချုပ်မှုကိုဖျက်သိမ်းပြီးပြည်သူ့အုပ်ချုပ်ရေးထူထောင်နိုင်ဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရမှဂျားကာလာဒီတန်တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီကိုပြည်ထောင်စုဝန်ကြီးချုပ်ရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားရှိပြီးအခုချိန်မှာတိုင်းခုနှစ်ခုခရိုင်ဆယ်ကုမြို့နယ်183ခုမှာပြည်သူ့အုပ်ချုပ်ရေးရန်တရားကောင်းစွာဖွဲ့စည်းလဲပတ်လျက်ရှိကြောင်းသိပေးပါရယ်အစိုးရမြို့နယ်များမှာအုပ်ချုပ်ရေးနဲ့ဆက်စပ်ပြီးလုံခြုံရေးတရားဝင်စိုးမိုးရေးပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုအားစိုက်ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန် ံပါတယ်။လုံခြုံရေးနဲ့တရားဝင်စုံမရေးဆောင်ရွက်နိုင်ဖို့အတွက်ပြည်ထောင်ရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့ပြည်သူ့ရဲတပ်ဖွဲ့ကိုမြို့နယ်ကိုမြို့နယ်နဲ့ပြည်သူ့လုံခြုံရေးဖွဲ့တွေကိုမြို့နယ်58ခုမှာဖွဲ့စည်းထူထောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။၂၀24ခုနှစ်မှာမြေပြင်ပြည်သူ့အုပ်ချုပ်ရေးတနန်းကြောင်ကိုတနန်းသားဦးရေတင်ရနဲ့ဖွင့်လှစ်ခဲ့ပြီးပြည်သူ့အုပ်ချုပ်ရေးနီးပြဆရာဖြစ်တနန်းကိုလည်းဖွင့်လှစ်ခဲ့က25ဦးမွေးထုတ်နိုင်ခဲ့ကြောင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလုံခြုံရေးနဲ့တရားဝင်စုံမရေးလုပ်ငန်းများကျွမ်းကျင်နိုင်စေဖို့အတွက်မြေပြင်တနန်းပတ်စင်တန်ကူကိုဖွင့်လှစ်ပေးခဲ့ ဲ့ပြီးတနန်းသား196ကိုတနန်းပို့ချပေးခဲ့ကြောင်းထုတ်ပြန်ပါတယ်။2024ခုနှစ်အတွင်းပအဖာ3ကိုတာဝန်မှရပ်ဆိုင်ခြင်းမြို့နယ်နှမျိုးနယ်များပအဖာကိုနှုတ်ဖြင့်တည်ပြီးခြင်းပအဖာတာဝန်ခံတအုပ်ကိုတရားရင်နိလန်ရအမှုဖွင့်လဲဆောင်ရွက်နေခြင်းများဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ပါတယ်။ဒါအပြင်ပါလဖနာအုပ်ကိုတာဝန်မှရပ်ဆိုင်ခြင်းပါလဖ3ကိုမှတ်တမ်းဝင်တည်ပြီးလက်မှတ်ရေးထိုးခြင်းပါလဖ9အုပ်ကိုတရားရင်နိလန်ရအမှုဖွင့်လဲဆောင်ရွက်ခြင်းများနဲ့ပါလဖတာဝန်ခံတအုပ်ကိုစုံခုံဖွဲ့စစ်ဆေးလျက်ရှိရလို့အတည်ပြုပါတယ်။ ပြည်သူ့ရဲတပ်ဖွဲ့ဝင်နှအုပ်ကိုမှတ်တမ်းဝင်တည်ပြီးလက်မှတ်ရေးထိုးခြင်းများလဲဆောင်ရွက်ခဲ့ကြောင်းအသိပေးထားပါတယ်။အုပ်ချုပ်ရေးလုပ်ငန်းများပုံမှန်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ဖို့အကောင့်ထဲပေါ်လျက်ရှိကြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။